ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ compute match တဲ့ကနေပြီးတော့ကျွန်တော်တို့ကဒီ TOD လို့အတူပေါက်ခေါ်တဲ့ 2PCD ဆိုတဲ့ expression နဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ PCD ဆိုတဲ့ instruction နဲ့ပတ်သက်ပြီးတော့ဘောနော် ကျွန်တော်တို့ကဒီမပြောခင်လေးမှာเนาะကျွန်တော်အရင်ဆုံးပါပြောခြင်းလဲကျွန်တော် BCD ပြောင်းတဲ့ခါလေးပေါ့เนาะ binary ကနေပြီးတော့ကျွန်တော် BCD ကိုဘယ်လိုပြောင်းလဲဟုတ်ပြီเนาะအဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောပြပြောပြောဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်အယိုးရှင်းဆုံးအဲ့ကုဆုံးပေါ့เนาะကျွန်တော်ဒီမှာ PC မှာရှိနေတဲ့ calculator ကိုသုံးပြီးတော့ကျွန်တော်ဒီမှာအဲပြောင်းပြသွားမှာဟုတ်ပြီเนาะတကယ်တော့ BCD နဲ့ ဘိုင်နရီကကျွန်တော်တူတယ်လို့ထင်ရပြီပဲမတူဘူးဆိုတော့ for example ပေါ့နော်ကျွန်တော်က25ကိုကျွန်တော်နော်ဒီမှာဘိုင်နရီပြောင်းလိုက်တယ်ဟုတ်ပြီနော်အဲ့တော့အခုကျွန်တော်တို့ပြောင်းလိုက်တယ်နော်ဒီတန်ဖိုးက25ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ notes ထဲမှာရေးလိုက်မယ်။နော်။35 decibel khu oh, nó no. cho nó bài vi phạm để reset đã bài vi phạm này để reset ở vì nó rồi phải decibel nó bài vi phạm này để reset ba nó cái hộp gì đã suy nghĩ à cứ cho nó pin đi à là cả 25 bài vi nó 25 decibel bài vi reset no? Eh, 25 decibe, ဟုတ်ပြီအဲ့တော့25ကိုကျွန်တော်တို့က BCD ပြောင်းကြည့်အောင်ဟုတ်ပြီနော်အဲ့တော့25ကိုကျွန်တော် BCD ပြောင်းဖို့အတွက်ကျွန်တော်တို့ဘာလေးလောက်အောင်လဲပေါ့နော်အေးအဲ့တော့ BCD ပြောင်းဖို့အတွက်ကျွန်တော်တို့ကနော်အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်တို့နော် နော် A421 ဆိုတဲ့ pattern ကိုကျွန်တော်တို့သုံးပြရပါပြီနော် A421 ဆိုတဲ့ pattern ကိုသုံးပါမယ်ဆိုတော့ A421 ကိုဘယ်လိုသုံးမလဲဆိုရင်ကျွန်တော်ဒီမှာနော်တလုံးချင်းစီကိုကျွန်တော်တို့ဒီမှာ A421 သုံးပါဟုတ်ပြီနော်တလုံးချင်းစီကို A421 pattern သုံးပါမယ် Okay ဒါလေးကတော့ကျွန်တော်အလွယ်ဆုံးဒီလေးပေါ့နော် အဲ့တော့ဘယ်လိုပုံစံမျိုးဖြစ်သွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာ5ပြဖို့အတွက်ပေါ့เนาะကျွန်တော်တို့ကအဲ့5တစ်လုံးတည်းကိုပဲကျွန်တော်တို့ပါပြောင်းလိုက်မယ်ဆိုရင် binary ပြောင်းလိုက်ဟုတ်ပြီเนาะ5တမျိုးတည်းကို binary ပြောင်းမှာတော့5ရဖို့တော့ကျွန်တော်တို့ဒီမှာเนาะ Okay ကျွန်တော် tool list ဆွဲချလိုက်မယ်เนาะအဲ5ရဖို့တော့ကျွန်တော်တို့ဒီမှာဒါ1ဖြစ်သွားမှာဟုတ်ပြီเนาะအဲ့တော့သူလည်း one python okay error was zero to a zero have you know i was just using our result as zero one zero one okay now the fire pcd huh have you know i'll drop your light up to five here bcd if you pare now two अब ना टू को चुनाव रो पीसीडी पियाऊं बे और टू है पीसीडी का चुनाव दिमाग ची में सुई है हाँ ကျွန်တော်အဲ့4 to 1 pattern မှာကြည့်မယ်ဆိုတော့ efficiency က0010ဟာပြီနော်အဲ့တော့ဒီနှစ်ခုကလိုက်ရင်ဒါကဘာဖြစ်သွားတာလဲဆိုလို့ရှိရင်နော်အဲဒါက BCD ဖြစ်ပါတယ်ဟုတ်ပြီနော်ဒါ BCD ဆိုတော့အခုကျွန်တော်ဒီနှစ်ခုအနိုင်ရှင်ကြည့်မယ်ပေါ့နော်ဟိုကျွန်တော်ဒီ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 25ရဲ့ binary ဒီမှာကျွန်တော် calculator မှာပြောင်းထားတဲ့ဟာ ਨੇ 25ကိုပဲကျွန်တော်တို့ BCD ပြောင်းလိုက်တာ ਨੇ မတူဘူး 25 copy ပြောင်းတာကတလုံးချင်းစီရဲ့ဘိုင်းတွေကိုပြောင်းလိုက်ရခြင်းဖြစ်ပါတယ်။ဟုတ်ပြီနော်။ Okay ။အဲ့တော့ကျွန်တော်ခုကကျွန်တော်ကျွန်တော်ဒီမှာဘိုင်းတွေပြောင်းထားတဲ့ဒီဟာနဲ့เนาะဒါကျွန်တော်ကเนาะဘိုင်းတွေပြောင်းထားတဲ့ဟာနဲ့တော့ကျွန်တော်ဒီမှာဒီ25ရဲ့ဒီ BCD နဲ့เนาะမတူဘူး။ဟုတ်ပြီနော်။ဒါမတူဘူးเนาะ။ ဲ့ကျွန်တော်တို့ဒီမှာ calculator မှာเนาะကျွန်တော်တို့ကအခု D25 เนาะအဲ့ဒီ25ကိုကျွန်တော်တို့ဒီမှာเนาะ PCD ပြောင်းထားတဲ့เนาะ PCD ပြောင်းထားတဲ့ result တကူဆိုတော့ကျွန်တော်က BCD ကိုတန်းပြီးတော့25ရဲ့ BCD ကိုတန်းပြီးတော့ကျွန်တော်เนาะဒီ binary နေရာမှာမြင်ချင်တယ်ဆိုကျွန်တော်မပါလို့လို့ရတယ်ဟုတ်ပြီเนาะအဲအဲ့ဒါတော့ ကျွန်တော်တို့ကဒီ25ကိုကျွန်တော်တို့ decimal နေရာမှာတော့ရေးပဲနဲ့ hex နေရာမှာတော့ရေးလိုက်ခြင်းဖြစ်ပါတယ်အဲ့တော့ hex နေရာမှာတော့ရေးလိုက်ရင်ဒီမှာနော်ဒီမှာ reset တက်လာတယ်အဲ့ဒီ reset ကနော်တိုက်ဆိုင်စွာနဲ့ဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့ဒီ present နဲ့သွားပြီးတော့အခုကျွန်တော်တို့နော်25ရဲ့အဲ VCD share ရဲ့ present နဲ့သွားတူနေတယ်ဟုတ်ပြီနော်အဲ့တော့ ဒါကကျွန်တော်တို့ကတကယ်တမ်းကျတော့ decimal ကို binary ပြောင်းလိုက်တာအခုကျွန်တော်တို့ဘာလို့ခြင်လာတော့ decimal ကို bcd ပြောင်းလိုက်တာ bcd ပြောင်းခြင်လာဟုတ်ပြီနော် bcd ပြောင်းခြင်လာဆိုတော့ကျွန်တော်တို့က bcd လိုချင်တယ်ဆိုရင်သူ့ကို decimal နေရာမှာ decimal လို့သွားပြီးတော့မတတ်မှတ်တော့မယ်သူ့ကိုကျွန်တော်က hasar လို့ပြောင်းပြီးတော့ binary နေရာကနေထွက်လာတဲ့ transact ကအဲသူ့ရဲ့ bcd ဖြစ်သွားတာအဲဒါမျိုးကိုပြောခြင်လာဟုတ်ပြီနော်โอเคအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာ အဲဒီ program နဲ့တခါတည်းကျွန်တော် proof လုပ်သွားပေးပါဦးเนาะ okay ဒါဆိုရင်ကျွန်တော် program လေးနဲ့တစ်ချက်ကြည့်အောင်เนาะအဲ့တော့အခုနပြောတာနားမလည်သေးဘူးဆိုရင်လည်းကျွန်တော် program မှာเนาะဒီကျွန်တော်ဒီ instruction ထပ်ထည့်ပြီးတော့ကျွန်တော်စမ်းသပ်ပြမှာပေါ့เนาะအဲ့ကျွန်တော်ဒီမှာ TOD ဆိုတဲ့ instruction ကိုကျွန်တော်လိုက်မယ်အဲ့တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲเนาะအဲဘာဖြစ်မလဲဆိုတော့အော် နဲ့ဒါတွေကတော့ကျွန်တော်တို့ထုံးစံနိုင်ထည့်ရမှာပဲเนาะဟာဒီဒီကြားရတော့ထုံးစံနိုင်ထည့်ရမယ်အဲ့တော့ပြီးသွားရင်ကျွန်တော်ဒီမှာဒါလေးเนาะဒီမှာ download လုပ်မယ်ဒီမှာ run မယ်เนาะပြီးသွားရင်ကျွန်တော်တို့ထုံးစံအတိုင်းပဲ table ခေါ်မယ်เนาะ table ခေါ်ထားမယ် table မှာကျွန်တော်တို့ကเนาะလောလောဆယ်တော့ decimal လို့ပြောမယ် ပြီးတော့အရင်ဘာလို့လဲဆိုတော့ဒီ integer ကိုဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီမှာဘာလို့လိုက်ပြလဲဆိုတော့ value တစ်ခုထည့်ကြည့်နော်ကျွန်တော်အခုနောက်တော့ကျွန်တော်ဥပမာပေးတဲ့ value ဟု25ကိုပဲကျွန်တော်ပြန်ထည့်ကြည့်မယ်ဟုတ်ပြီဒါဆို25 25ကဒီကိုရောက်သွားပြီအဲ့ရောက်သွား25ကိုကျွန်တော်တို့က PCD ပြောင်းမယ်ဟုတ်ပြီနော် PCD ပြောင်းလိုက်မယ် okay ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့နော်အဲဒီမှာဘာဖြစ်သွားလဲဆိုတော့ PCD result တစ်ခုထွက်လာတယ်အဲ့တော့ဒီ3ခွန်ဆိုတဲ့ result ကတကယ်တော့နော်ကျွန်တော်တို့ဒီ25ကို PCD ပြောင်းလို့ရတဲ့ decimal ရဲ့ result ဟုတ်ပြီနော်အဲ့တော့နည်းနည်းလေးရှုပ်ချင်တယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်ဖြေချာလေးရှင်းပြသွားမယ်နော်ဆိုတော့25ကိုကျွန်တော်တို့နော်ဒီမှာ binary နဲ့ပြန်ကြည့်မယ်ဆိုရင်ဒါ25ရဲ့ binary ဟုတ်ပြီနော်ဒီအပေါ်ဟာက25ရဲ့ binary ပါ25ရဲ့ binary ကဒီမှာဒါလေးရတယ်ဟုတ်ပြီနော်အဲ့တော့25ကိုကျွန်တော် BCD ပြောင်းလိုက်ရင် result ကဘယ်လိုဖြစ်သွားလဲဆိုတော့နော်အဲ့ဒီလိုမျိုး result မျိုးဖြစ်သွားတယ်ဟုတ်ပြီနော်ဆိုတော့ BCD ပြောင်းတဲ့နည်းကိုလည်းကျွန်တော်ခုနကပြောပြခဲ့တယ်ဟုတ်ပြီနော်ဆိုတော့ဒါလေးနည်းနည်းလေးပြန်ပြီးတော့ကျွန်တော်ပြန်ကြော့ပြီးတော့ရှင်းပြပါမယ် ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဒီ data table နဲ့ကြည့်လို့ကျွန်တော်သိနားမလဲဆိုရင် calculator ရုပ်လို့ရတယ် calculator မှာကျွန်တော်တို့เนาะ decimal 25ကိုကျွန်တော် binary result ဘယ်လောက်ရလဲဆိုတာကိုတစ်ချက်ကြည့်မယ်ဟာပြီနော်အဲ့တော့အခုကျွန်တော်တို့မြင်ရတာက decimal 25ရဲ့ binary result ပါဟာပြီနော် data decimal 25ရဲ့ binary result ဆိုတော့เนาะဒါလေးတစ်ချက်ကျွန်တော်ဒီမှာ highlight လုပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်ဒီမှာပြောလိုက်မယ်เนาะဒါလေးကို copy လုပ်မယ် okay ရောเนาะ okay ဒါလေးဒါကဘာလဲဆိုရင်ကျွန်တော်တို့35ရဲ့เนาะ binary တော့ binary share ကတော့ not ဒီမှာတင်ပါတယ် binary share နီလန်းနေရှိတယ်နောက်အဲ့တဲကကျွန်တော် binary share လိုက်တာအလွယ်ဆုံးနည်းကတော့ကျွန်တော် calculator ကိုသုံးပြီးတော့ binary share လိုက်တာဟုတ်ပြီနော် okay ဒါဆိုရင်ကျွန်တော် bcd share မယ်ဟုတ်ပြီနော် bcd share မယ် bcd ကကျွန်တော်ခုနပြောပြခဲ့တယ်ကျွန်တော်တို့ not ဒီ25ကိုပဲ bcd share မယ်25ကို bcd share တဲ့အခါမှာကျွန်တော်တို့ကနော်1 2 4 8 pattern ကိုသုံးပြီးတော့ share ဟုတ်ပြီနော်25ကိုကျွန်တော်တို့ BCD ရှာတဲ့အခါမှာ1248 pattern သုံးပြီးတော့ရှာမယ် BCD ဆိုတာ binary code deck decimal အဲ့တော့1248 pattern ကိုသုံးမယ်ဆိုရင်ကျွန်တော်5ကို1248 pattern နဲ့ထည့်လိုက်မယ်ဟုတ်ပြီနော်ဒါဆိုကျွန်တော်5တစ်လုံးနဲ့က1248ဟုတ်ပြီနော်ကျွန်တော်တို့5တစ်လုံးနဲ့ကကျွန်တော်တို့1248 pattern เนาะကျွန်တော်ပြောင်းပြန်အနေနဲ့ပြန်ပြောမယ်ဆိုရင်8 4 နော် A 4 2 1နော်โอเคဒါဆိုကျွန်တော်တို့ဒီမှာ5ပြဖို့အတွက်5ပြဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာ1ဖြစ်မယ်ဒီမှာ1ဖြစ်မယ်နောက်ပြီးတော့ channel တွေက0နေဖြစ်မယ်โอเคဒါ5အခုကျွန်တော်တို့ရသွားတာက5ဟုတ်ပြီနော်အဲ2 2လဲကျွန်တော်တို့1 2 4 pattern နဲ့ထည့်မယ်ဟုတ်ပြီနော်အဲ2ကိုကျွန်တော်တို့က1 2 4 pattern နဲ့ထည့်မယ်ဆိုရင် တွေးရဖို့အတွက်ကျွန်တော်တို့ကเนาะ0 0 1 0အဲဒီလိုဖြစ်ရမယ်။ဒါပြီးတော့ဒါ2ရဲ့1 2 4ရဲ့ pattern ပါ။ဆိုတော့ဟုတ်ပြီ။အခုကျွန်တော်ဒီမှာ PCD ကိုရေးလိုက်မယ်။0 0 1 0 0 1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  0 39လို့ပြောတာလေဟုတ်ပြီနော်ဆိုတော့အဲ့ဒါလေးကျွန်တော်တစ်ချက်သတိပြပါမယ်ဆိုတော့ဟုတ်ပြီကျွန်တော်ကဒီမှာမလုပ်လိုက်မလဲဆိုရင်เนาะကျွန်တော်ခုနပြောသလိုပြောဒီ binary ဆိုတဲ့နေရာလေးမှာเนาะကျွန်တော်ကဒီ result ကိုမြင်ကျင်နေဆိုရင်ကျွန်တော်ဒီမှာ hash နေရာမှာ25ကိုသွားရေးဟုတ်ပြီနော်ဟန်ဆန်နေရာမှာ25ကိုသွားရေးကြည့်။โอเค။အဲ hash နေရာ25ရေးလိုက်တော့ဖြစ်သွားလဲ။ အဲဒီမှာ binary result ထွက်လာတာဟုတ်ကဲ့ဒီမှာ binary အဲ့တော့ hasa နဲ့မှာ25ရေးရင်ကျွန်တော်ဒီမှာ binary လို့ပြောတဲ့ကောင်က binary မဟုတ်တော့ဘူးအဲ့ဒါလေးမှတ်တာနော်ကျွန်တော်ဒီမှာပြောတဲ့ကောင်က binary မဟုတ်တော့ဘူးသူကဘာဖြစ်သွားလဲဆိုတော့သူက bcd ဖြစ်သွားတယ်ဟုတ်ပြီနော်ဒါ d instruction အတွက်ပဲဟုတ်ပြီနော်ဒါ d instruction အတွက်ပဲဒါလို့ဖြစ်သွားတာနော်ကျွန်တော်တို့တကယ်တော့ကျွန်တော်တကယ်ပြောင်းတာက25 decimal ကို bcd ပြောင်းတာဒါပေမဲ့ကျွန်တော်တို့က binary နေရာမှာဝင်လာတဲ့ကောင်ကတကယ်တော့25ရယ်နော်အားဖြစ်သွားတာလဲဆိုရင်25ရယ်နော်အဲဒီဒီ BCD ကိုထုတ်ပေးနေတာဟုတ်ပြီနော်အဲ့တော့အခုကျွန်တော်တို့ decimal နေရာမှာလာကြည့်မယ်ဆိုရင် တွေ့လားဒီမှာ30ခုံပါနော်ဒီမှာ30ခုံကျွန်တော်တို့တွေ့ရမှာပါဆိုတော့ဒီ30ခုံဘယ်ရရလဲဆိုတော့အခုကျွန်တော်ဒီမှာသက်တည်ပြနေတာဟုတ်ပြီနော်30ခုံဘာကြောင့်ရတာလဲဘယ်လိုရသွားတာလဲဆိုတာလေးကိုကျွန်တော်ဒီနေ့ အဲဒီမှာเนาะတစ်ချက် proof လုပ်ပြခဲ့တာဟုတ်ပြီเนาะအဲ39ဆိုတာကကျွန်တော်တို့ကတကယ်တမ်းကြာတော့เนาะဒီ25ရဲ့เนาะဒီ decimal ဟုတ်ပြီเนาะ25ရဲ့ decimal တနည်းအားဖြင့်ပြောမယ်ဆို25ကို binary ပြောင်းထားလို့အဲ့ဒီ binary ကနေပြီးပြန်ရတဲ့ decimal အဲ့တော့ကျွန်တော်ဒီမှာ10မြင်နေရတာတော့39ဒါပေမဲ့ဒီ39ဆိုတာက25ရဲ့ BCD ဖြစ်ပါတယ် ဟုတ်ပြီနော် decimal 25ရဲ့ BCD ဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်ကတော့ဒီအလွယ်အလွယ်ကူဆုံးသိအောင်ကျွန်တော်ဒီမှာဒီ calculator နဲ့ပဲကျွန်တော်ဒီမှာစမ်းသပ်ပြလိုက်တာဟုတ်ပြီနော်ဆိုတော့ကျွန်တော်ဘယ်လိုပြန်ကြည့်လို့ရလဲဆိုတော့ဒီမှာဒီ table ကနေလည်းကျွန်တော်ပြန်ကြည့်လို့ရဟုတ်ပြီနော် table ကနေလည်းကျွန်တော်ပြန်ကြည့်လို့ရတယ်ဆိုတော့ဘယ်လိုမျိုးကြည့်လို့ရလဲဆိုတော့ကျွန်တော်တစ်ချက်ပြပေးမယ်နော်ဒီမှာကျွန်တော်က data table ကိုသွားလိုက်မယ် data type ကိုသွားပြီးရင်เนาะဒီမှာကျွန်တော်တို့เนาะ integer ခေါ်လိုက်မယ်เนาะပြီးသွားရင်ကျွန်တော်တို့ဒီမှာ decimal ဟုတ်ပြီเนาะ data 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 အခုကျကျွန်တော်တို့ပေးလိုက်တော့ကြားတဲ့တန်ဖိုးဆိုတော့အဲ့ဒီ decimal ကိုကျွန်တော်တို့ဒီမှာ hexa pcd ပြောင်းလိုက်မယ် okay ဟုတ်ပြီเนาะ hexa to pcd ဆိုတဲ့ဟာလေးပြောင်းလိုက်မယ်အခုကျွန်တော်တို့ထည့်တာက25ဟုတ်ပြီเนาะကျွန်တော်တို့အခုပြန်ရတယ်เนาะ result က37 ဟုတ်ပြီနော်ကျွန်တော်အခုပြန်ရတဲ့ result က37 okay ဟုတ်ပြီနော်ကျေရမှာဒီမှာလေဆိုတော့အခုနကျွန်တော်ပြောသလိုနော်ဒီ calculator ထဲမှာကျွန်တော်ခုနနှိပ်ပြခဲ့သလိုမျိုးနော်အဲ့ဒီဟာကပို့ပြီးတော့ရှင်းတယ်နော်30ခွန်ဘာကြောင့်ရလဲဆိုတော့ဟိုကျွန်တော်တို့နော်အဲ့ဒါဒီကပို့ပြီးတော့ရှင်းပါတယ်အဲအဲ့တော့ဒီနေ့ဗီဒီယိုကတော့လောက်ပါပဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်